မင်္ဂလာပါရှင်ဒီနေ့ကတော့ကြက်ချင်းတိုင်းလေးကိုချက်စားပြမှာဖြစ်ပါတယ်ဒါလေးကတော့မင်းနေဇီရအပြင်မှာဝယ်တယ်တတောင်းမှုပါเนาะကြက်ချင်းတိုင်းဆိုရင်တိုင်ကြီးတွေမပပါဘူးเนาะသူကလေဟိုတဲသေးလေးတွေနဲ့ဥလေးတွေပဲအဓိကပေါ့เนาะဒါလေးတွေကပို့ပြီးတော့နူးညံ့ပါတယ်အခုဆိုရင်စီတဲ့ဥလေးပူလာပြီဆိုတော့မင်းနေစီလေးအနှဲငယ်ထည့်ပါမယ်ထည့်ပြီးတော့အမွေးကြိုင်လေးထောင်းလာတာလေးတွေကိုတခါတည်းအစိမ့်မှုပါရောပြီးရောမင်းနေထည့်လိုက်ပါမယ် ခုဆိုရင်ကြက်သွန်လေးစီတက်ပြီးတာလေးရလေအနံ့လေးရလေမွေးလာပြီကြက်ခဏီးဆိုလို့ရှိရင်ငပြိုင်လေးနင်းငယ်ထဲမဲ့ချုံမုတ်ကလေးနင်းငယ်ထက်ထဲမဲ့ဒီတော့ကြက်ချင်းလိုက်ထဲမှာစားစနှွင့်ချုံမုတ်ကကုန်နေပြီးသားပါနော်ဒီတော့ဒါလေးကိုမင်းနေရပြန်ပြီးတော့လုံးပါမယ်လုံးတဲ့အချိန်မှာမဆလာလေးကိုထည့်ပြီးတော့လုံးမယ်ဆိုလည်းရမယ်နော်သူကဥလေးလေးတေးတေးလေးနေနေလေးနော်ထဲမှာပါပါတယ်ဒီအตาလေးကတော့ပို့ပြီးတော့ ကြက်ဥရဲ့အထဲထဲမှာပါတယ်အနှစ်ကမှားတယ်ဒီကဒီဥလေးတွေကတော့ပို့ပြီးတော့နူးညံ့ပါတယ်နော်ကဲအခုဆိုလို့ရှိရင်တော့သူ့ချက်ထားတယ်ပြီးတာပြီဆိုရင်ရေလေးကိုလည်းနှစ်ခွက်လောက်ထည့်ပြီးတော့မင်းနေတဲလိုက်ပါမယ်အသိကြာကြီးတဲ့တဲ့စရာမလိုပါဘူးအခုဆိုရင်တော့ကြက်ချင်းနိုင်ဟင်းလေးကြက်ပါပြီနော်ဒါတပေါင်းမှုနဲ့တဲ့အိမ်လုံးကိုစားလို့ရပါတယ်ကဲအားလုံးကျေးဇူးပါ